ရန်ပြည်နယ်ဇိုယာဘွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်ကလောမြို့နယ်ဇော်တိကျေးရွာ၌မွေးမြူရေးဗန်းစနစ်ဖြင့်ဒေသစိတ်ဖြန့်ဖြူးပေးရခြင်းအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်တောင်ပိုင်းကလောမြို့နယ်ရေကျူကျေးရွာအုပ်စုဇော်တိကျေးရွာတွင်2025-2026ပြည်နယ်ဗန်းနာရမုံငွေဖြင့်ဒေသစိတ်အထီး၅ကောင်စိတ်မ90ကောင်ဖြန့်ဖြူးပေးရခြင်းအခမ်းအနားကို စက်တင်ဘာလ25ရက်နေ့နနေ့9နာရီကဇောတိကျေးရွာခမ်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရဘွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှု ကလောခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်ရေးဦးစွာပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းကအဖွဲ့အမစကားပြောကြရာရှမ်းပြည်နယ်ဆိုရအဖွဲ့အနေဖြင့်ပြည်နယ်အတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အသားကဏ္ဍထုတ်လုပ်မှုမြင့်မားလာစေရန်နှင့်ပြည်နယ်တွင် အသားစားသုံးမှုဖူးလုံစေရန်ဆောင်ရွက်ပေးလျက်ရှိရာမှာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်2025-2026ဘဏ္ဍာနှင့်ပြည်နယ်ဘဏ္ဍာရမုံငွေဖြင့်မျိုးကောင်းမျိုးတန့်စိတ်များကိုမွေးမြူရေးဗန်စနစ်ဖြင့်ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း ဖြန့်ဖြူးမှုအနေဖြင့်တမျိုးနယ်လျင်ဒေတာစိတ်အမ90ကောင် အထီး9ကောင်စုစုပေါင်း55ကောင်နှုန်းဖြင့်ကလောမြို့နယ်အပါဝင်၃မြို့နယ်အတွဲကောင်ရီပေါင်း165ကောင်ကိုဖြန့်ဖြူးပေးသွားမှာဖြစ်ပါကြောင်းယခုလိုဖြန့်ဖြူးပေးလိုက်သည့်မျိုးကောင်မျိုးတန့်စိတ်များကိုကောင်းမွန်ဖြစ်တော်အောင်မွေးမြူနိုင်ရန်မွေးမြူသူများတွင်တာဝန်ရှိသကဲ့သို့မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်မွေးမြူနည်းစနစ်အထောက်အပံ့ နီးပညာများပံ့ပိုးပေးရန်လိုအပ်ပါကြောင်းမွေးမြူသူများအနေဖြင့်ယခုရရှိသည့်စိတ်များကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်မွေးမြူခြင်းဖြင့်မိသားစုစားဝတ်နေရေးပုံမူအဆင်ပြေလာမည်ဖြစ်ပြီးအနာဂတ်တွင်မိမိခြေရွာ၏မွေးမြူရေးကဏ္ဍသည် အခြားခြေရွာသားများအတွေ့စံပြနမူနာကောင်းဖြစ်လာစေရေးအားထုတ်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက်ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြည်내ဦးစီးမှုဒေါက်တာဝင်းစင်မောင်ကစိတ်များပေးအပ်ရခြင်းနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြခဲ့ပြီးရှမ်းပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများကဇော်ဒီကျေးရွာနေပြည်သူများအတွက်ဒေတာစိတ်အထီး၅កောင်စိတ်မ90កောင်အားပေးအပ်ရာကျေးရွာနေပြည်သူများကလက်ခံရယူခဲ့ကြောင်းသိရှိရပါသည်ခမညာ